ဒီနေ့တင်တဲ့ကကျွန်တော်တို့ဒီရွေးကောက်ပွဲကိုယ်စားလှယ်လောင်းနေအနေနဲ့တည်တဲ့အချက်တွေပေါ့နော်။ဘာတွေဆောင်ရွက်ရှိရဲ code of conduct တွေဘာတွေရှိရဲရွေးကောက်ပွဲကာလမှာအပြည်သူလူထုနဲ့ဘယ်လိုထိတွေ့ရမှာပေါ့နော်။ပြီးတော့ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်မဲပေးရွေးချယ်ပုံတွေကိုအဓိကသင်ပေးသွားတဲ့အတွက်ကြောင့်အဲပေမဲမဖြစ်အောင်ပြီးတော့မဲစင်းကိုဘယ်လိုပေးရမလဲပြီးတော့မဲရီအတွက်ပုံဘယ်လိုလှောက်ဆောင်မလဲဆိုတော့ဟိုအရင်ရွေးကောက်ပွဲနဲ့မတူတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်တိမှလည်းပြည်သူလူထုကိုပြန်ရှင်းပြလို့ရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဒီနေ့တင်တဲ့ကတော့ကိုယ်တိုင်လောင်းအားလုံးအတွက်လည်းအရေးကြီးပါတယ် ်တင်းနန်းမှာအမှတ်တရတော့ရှိပါတယ်ဟိုကိုမတီတရားတွေလည်းကိုအမှတ်မှားခဲ့တဲ့ဟာလေးလည်းရှိတယ်ဗောနော်ဒီနေ့ဆိုလို့ရှိရင်လည်းဒီမင်းစနာနေတွေ PR နဲ့ FTP နဲ့ကိစ္စလေးတွေပြောသွားတယ်အဲ့ဒီဟာဆိုလို့ရှိရင်ငကုံကတော့ဟိုဟိုကိုမှတ်ထားတဲ့ဟာနဲ့တကယ်ကိုရဲ့အပေါ်မှာရှိနေအမျိုးသားလွတ်တော် PR တို့ဘာတို့ ਨੇ ပတ်သက်တဲ့ဟာတွေဆိုလို့ရှိရင်လည်းလွဲနေရလေးရှိတယ်ဗောနော်ဒါလေးတွေကတော့ အမတ်တရလည်းရှိပါတယ်ဘုသူတလည်းရပါတယ်အဲဒီနေ့တင်နန်းတက်ပြီးတော့တည်သွားတာကပါတီဒီပါ PPP ပါတီရဲ့ပေါ့နော် manifesto ရေကောက်ပွဲချန်ညာစာရမ်းနဲ့ပတ်သက်ပြီးတော့နိုင်ငံအကောင်ဘယ်လိုလုပ်မယ်စဉ်းစားထားရဲဆိုတဲ့ချက်ဒီအဲနောက်တစ်ခါဒီမဲဆွယ်စီယုံရေးကာလမှာပြည်သူလူထုနဲ့ထိတွေ့အောင်ဘယ်လိုစုဖွဲ့ဆောင်ရွက်ရမလဲအဲမလုပ်တဲ့အရာတွေကဘာတွေတကယ်လို့ထိခိုက်လာခဲ့ရင်လည်းဘယ်လိုကာကွယ်ရမလဲဆိုတဲ့အကြောင်းအရာလေးသင်ပေးသွားတဲ့အတွက်ကြောင့်အများကြီးကြိုးရှိပါတယ် โอเคကိုစလဲအနေနဲ့ကျွန်တော်တို့ဒီပါတီကိုရွေးပြီးတော့ဝင်ရှင်ပြိုင်နေဆိုတဲ့ကိုကဒီပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့ပေါ့နော်ဒီရှေ့ဆက်လုံဆောင်မဲ့လုပ်ငန်းစဉ်ဒီပေါ်မှာလည်း ယုံကြည်အားရမှုရှိတယ်။ရခင်ဆောင်ရွက်ခဲ့တဲ့အချက်လက်ဒီပေါ်မှာလည်းအားရချင်တဲ့မှုရှိခဲ့တယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ PPP နေ PPP ပါတီကနေပြီးတော့ကိုယ်စားလှယ်အနေနဲ့ဝင်ရောက်ရှင်းနိုင်တာဖြစ်ပါတယ်။အဲအခုလက်ရှိတင်နန်းမှာရောအခုတွေ့လာသမျှအစည်းအဝေးတိုင်းမှာလည်းတင်ကြပေးတဲ့ဒီရွေးကောက်ပွဲကြော်ညာစာတမ်းဟာမျိုးလေးတွေအဲပြီးတော့ဒီရည်တည်ချက်လေးတွေအကုန်လုံးကလည်းကောင်းတဲ့အတွက်ကြောင့်မို့လို့ဟိုအပြည်သူတွေအတွက်လည်းအများကြီးအကျိုးရှိမယ်လို့လည်းယုံကြည်ပါတယ်အဲအပြောင်းလဲကိုဖြစ်ချင်တော့ကျွန်တော်တို့ကဒီတကယ်လှုပ်ဆောင်နိုင်တဲ့ ညာတတ်တွေလူငယ်တွေအားကိုလည်းယူဖို့အရန်လိုပါတယ်ဒါမှပဲသူများကိုအမိလိုက်နိုင်မှာဖြစ်ပါတယ်ဒီပုံမှန်လေထိုးကြီးယိုယိုနဲ့ကတော့အရှိကိုရောက်မှာမဟုတ်ဘူးလို့လည်းယူဆပါတယ်ခင်ဗျာဒီနေ့တက်ခဲ့တဲ့တင်နန်းဆိုတာဒီအပေါ်အားဟာတွက်လာရပါတယ်အကြောင်းရင်းအဲဒီနေ့တက်ခဲ့တဲ့ဘွဲကအဓိကကတော့ကျွန်တော်တို့အရင်လိုမျိုး ဒီဒီစာရွက်ပေါ်မှာပေါ့နော်ရေးပြီးတော့ tip လုပ်ပြီးတော့မဲထည့်ရတဲ့စနစ်မဟုတ်တော့ဘူးအဲ electronic voting machine နေနဲ့ဖြစ်သွားတယ်အဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ကိုယ်စားလှယ်တွေကိုယ်တိုင်ရောလူတူရောကဒီစက်နဲ့ရင်းနှီးမှုရှိဖို့လိုအပ်တယ်ပေါ့နော်ဘာကြောင့်သူတို့အဓိကတီထွင်လဲဆိုရင်ကြည်လိုက်လို့ရှင်တော့ အဲမဲကြီးအတွက်ပုံမှန်လည်းပို့ပြီးတော့လွယ်ကူသွားတယ်ပြီးတော့ကျွန်တော် electronic voting ဆိုမဲ့ software နဲ့ပဲသွားနေတာမဟုတ်ဘူးဆက်ရွက်တွေကလည်းဒီမဲပုံးလေးကိုကြတာဖြစ်တဲ့အတွက်ကြောင့်တကယ်လို့တန်ရရှိရဲဒါမှမဟုတ်ပြန်စစ်ဆေးခြင်းလေဆိုလေဒီ hard copy နဲ့ပြန်ပြီးတိုက်ဆိုင်စစ်ဆေးလို့ရတယ်ဒီချက်တွေကိုနားလည်မှာကိုရီးယားလည်းပြည်သူလူထုကိုကောင်းကောင်းရှင်းပြလို့ရမယ်ပယ်မဲတော်တော်များများနည်းသွားနိုင်ပါတယ်အဲတိုက်ဆိုင်စစ်ဆေးမယ်ဆိုလေတပည့် check လုပ်လို့ရတဲ့အခွင့်အရေးလည်းရှိနေပါတယ်အဲ့တော့ဒါလေးကဒီနေ့တင်တဲ့လေးကတော့ ကိုယ်စလဲတွေအနေနဲ့ဒီမဲပုံးတွေဘယ်လိုမဲပေးရမလဲဆိုတဲ့စနစ်တွေကောင်းကောင်းသိသွားတဲ့အများကြီးကျိုးရှိပါတယ်ပါတီတိုင်းကိုလည်းအဲလုတ်ပြီးတင်ပါတယ်